ကိုရိုင်းတီသားကြီးတရားဝရခိုင်လူထုခြေပြုဖို့ဌာနတွင်အပြည်ပြည်ဆိုင်ရာသမဝရမနှင့်အထိမ့်မဲ့တိပညာပိတော်ရှိုးကိုဇူလိုင်လ၁ရက်နေ့တွင်ကျမခင်ရခိုင်ပြဆက်ယုံမှဒေါ်သဲနူအေးနှင့်မြို့နယ်သမဝရမဦးစီးဌာနမှဒုတိယဦးစီးမှုဒေါ်သဖြိုးအီရိုကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်။မင်္ဂလာပါဆရာမရှင်။မင်္ဂလာပါ။ဟုတ်ကဲ့ပါဆရာမဒီသမဝရမနှင့်ဖြစ်ပေါ်လာပုံအကြောင်းလေးကိုလည်းပြောပြပေးပါအောင်ဆရာမရှင်။ဟုတ်ကဲ့သမဝရမဖြစ်ပေါ်လာပုံကတော့မြန်မာနိုင်ငံသမဝရမဖြစ်ပေါ်လာတာ1905ခုနှစ် ဇန်နဝါရီလ3ရက်နေ့မှာသကိုင်းတိုင်းမြင်းမှုမျိုးနယ်မှာရှိတဲ့မြင်းမှုမျိုးနယ်ငွေစုငွေကြေးတမမအတင်ကိုစတင်ဖွဲ့စည်းခဲ့ပြီးတဲ့နောက်မှာတမမအတင်တွေပေါ်ပေါက်လာခဲ့ပါတယ်။1993ခုနှစ်မှာဗဟုသမမအတင်းရနေပြီးတော့အပြည်ပြည်ဆိုင်ရာသမမအဖွဲ့ချုပ်ကိုအဖွဲ့ဝင်အဖြစ်ဝင်ရောက်ခဲ့ပြီးတဲ့နောက်1995ခုနှစ်ဇူလိုင်လပထမပတ်စနေနေ့ကိုသမအပြည်ပြည်ဆိုင်ရာသမမနေ့အဖြစ်သတ်မှတ်ခဲ့ပါလိမ့်ရှင်။ပြပါစင်မှာဒီသမမမရဲ့ရီမန်းချက်တွေလည်းသိချင်ပါတယ်ဆင်မရှင်။ဟုတ်။သမမမရီမန်းချက်ကတော့၃ချက်ရှိပါတယ်ရှင်။ အဲစိတ်ဆန္ဒတူတူတွေနဲ့ဖွဲ့စည်းထားတဲ့ကုံထုတ်လုံးမှုကုံသွဲမှုဝန်ဆောင်မှုတမမအတင်းတွေဒါနေပြီးတော့မိမိတို့အတင်းရဲ့စီးပွားရေးလုပ်ငန်းတွေရေရှည်ဖွံ့ဖြိုးတိုးတက်ရေးကိုရှေ့ရှုဆောင်ရွက်ရန်တမမလုပ်ငန်းများပုံမှုဖွံ့ဖြိုးတိုးတက်လာစေရန်လိုအပ်တဲ့နည်းပညာနဲ့ငွေကြေးအငင်းအင်းများအတွက်ပြည်ပြည် ပြည်တွင်းပြည်ပအကူအညီထောက်ပံ့နဲ့ချင်းဝင်များရရှိကိုကူညီဆောင်ရွက်ပေးရန်သုတေသနနှင့်ပညာရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်နဲ့လူဆွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်ရန်လို့ဖြစ်ပါရဲ့ရှင်။ဟုတ်ကဲ့ပါဆင်မရှင်ဒီတမဝရမမှာပေါ့နော်လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေလေးတွေကိုလည်းသိချင်ပါတယ်ဆင်မရှင်။ဟုတ်ကဲ့တမမမှာလက်ရှိလုပ်ငန်းနေတာကတော့မြေစဘာစီမံကိန်းနဲ့မိုးစဘာစီမံကိန်းပါရှင်။မြေစဘာမိုးစဘာစိုက်ပျိုးတဲ့တမမမှာအတင်းသာတောင်းလူတွေကိုတအေကောင်နှစ်သိန်းခွဲနဲ့ညီများတဲ့မျိုးနဲ့အတွင်းအားစုတွေကို ူညီပံ့ပိုးပေးပါတယ်။နောက်တက်တက်ရောင်စီမံကိန်းအနေနဲ့ကတော့စံပြားဆိုင်ကွက်တဧကကို3သိန်း4000နဲ့ညီများတဲ့မျိုးနဲ့တွင်အားစုတွေကိုကူညီပံ့ပိုးပေးပါတယ်။အထွန်းနှောင်းကောင်းမွန်တဲ့မျိုးကောင်းမျိုးတန့်တွေရွေးချယ်နိုင်ဖို့အတွက်ကိုစိုက်ပျိုးရေးဦးစီးဌာနနဲ့ပူးပေါင်းပြီးကွင်းဆင်းပြီးတော့အသိပညာပေးလုပ်ငန်းတွေကိုလုပ်ကိုင်နေပါတယ်။မျိုးကောင်းမျိုးတန့်တွေရွေးချယ်စိုက်ပျိုးခြင်းကြောင့်တောင်သူတွေဟာပန်းတိုင်အထွန်းနှောင်းကောင်းမွန်ပြီးတော့ ဟိုဝင်ငွေတွေတိုးပွားအောင်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။ဟုတ်ကဲ့ပါဆရာမရှင်အခုလိုမျိုးသိပညာမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာမရှင်။ဟုတ်ပါပါရှင်။ Super Talk Show ဆွေးနွေးမှုတွေကို Surety Page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်း သိရပါတယ်ရှင်။